ဒီချစ်သူမိတ်လေးတွေကမျိုးစင်းနဲ့စိုက်ထားတာမဟုတ်ပါဘူးနော်ပပရဲ့အမေကဈေးကနေဝယ်လာတဲ့ကျက်သွမိတ်လေးမှာအမြင့်ကလေးတေးသေးလေးပါလာတာမို့လို့ဖော်ပူလေးထဲမှာအခုလိုထဲဆိုင်ကြည့်တာအပင်လေးတွေအများကြီးကြီးထွားလာပါတယ်။အပင်သစ်လေးတွေအများကြီးတိုးလာတာမို့လို့ပပရဲ့အမေကနောက်ထပ်နေရအစ်စ်မှာခွဲပြီးဆိုင်လိုက်မယ်တဲ့။အရင်ဆိုင်ခဲ့ပြီးသားမြေအဟောင်းမှာပြန်ဆိုင်တာမို့လို့မြေဩဇာလေးတွေကိုအောက်မှာနည်းနည်းထည့်ပေးပြီးတော့မြေကြီးလေးတွေပြန်ဖို့ပေးလိုက်ပါတယ်။ ြည့်ပါဦးကျက်သွန်ပင်ကလေတအုံတအုံမှာအပင်လေးတွေအများကြီးရှိတယ်အခုလူမျိုးပွားလာတဲ့အပင်လေးတွေကိုတပင်ချင်းစီပဲဖြစ်ဖြစ်သုံးလေးပင်ပဲဖြစ်ဖြစ်ပေါ့နော်အမြင့်ကလေးပအောင်ခွဲထုတ်လိုက်တယ်ပြီးရင်အပင်လေးတွေနည်းနည်းစီချားပြီးတော့မှမြစ်ကြီးမှာထည့်ဆိုင်ပေးလိုက်ရင်ရပါပြီ ချစ်တွန်မင်းလေးကရေကြိုက်တော်မူလို့မနဲ့တစ်ကြိမ်ညတစ်ကြိမ်ပုံမှန်ဖြန်းပေးလောင်းပေးမယ်ဆိုလို့ရှိရင်အပင်ကြီးထွားနှုံးပုံမြန်တယ်လို့ပပရဲ့အမေကပြောပါတယ်ပပတို့အိမ်မှာဆိုရင်နေ့တိုင်းလိုလိုပဲခောက်ဆွဲတဲ့ထဲစားတယ်တခါတလေငါဟင်းနဲ့ထဲစားတယ်တခါတလေကင်မောင်းကြော်လှုပ်ရှားဖြစ်တယ်အပင်လေးတွေကလည်းတနေ့တခြားပွားပွားလာပြီးတော့မှကြီးထွားနှုံးမြန်တဲ့အတွက်ကြောင့်မလို့ခူးစားလို့တော့မကုန်ပါဘူးနော်အိမ်မှာစိုက်ထားတော့အလွယ်တကူခူးစားလို့လွယ်တဲ့အပြင်ချွေးသားရလည်းရောက်တော်မို့လို့မိတ်ဆွေတငယ်ချင်းများလည်းစိုက်ကြည့်ပါနော်